တင်းနေကျွတ်လာကြီးရမ်းများတယ်တခါကြလို့ရှိရင်လည်းဟိုဘယ်လိုရောမလဲလူကြီးကိုနဲ့ခလေးစိတ်ဖြစ်နေတယ်အဲ့လိုမျိုးပေါ့ခါကြရင်လည်းခလေးစိတ်ဖြစ်သွားရင်တော့လည်းဟိုဘယ်လိုရောမလဲတိတ်ပြီးတော့မငင်းကျင်တော့ဘူးလာပြောတဲ့လူတွေလည်းခံကျင်တာပေါ့နော်ဟိုလူကြီးစိတ်ဖြစ်သွားရင်လည်းဒါမဖြစ်သေးဘူးဆိုပြီးတော့ဖြစ်ဖြစ်ဟောအဲ့လိုစိတ်ကနှခွားပေါ့နော်အဲ့တော့ဟိုခလေးစိတ်ဖြစ်တဲ့ချိန်ကြီးစားစကားလာပြီးတော့ အဲ့မောင်လို့ပြောလိုက်လို့ရှိရင်ကိုကိုတွေကစိတ်ဆိုးမှာကိုကိုလို့ပြောလိုက်ရင်မောင်တွေကတော့စိတ်ဆိုးမှာအဲ့မောင်ကိုကိုမောင်မောင်ဖြစ်မလားမောင်မောင်ကိုကိုဖြစ်မလားတော့မသိဘူးကလေးတော့မကြိုက်ဘူးဗျဗိမဲ့ကိုကနည်းနည်းကြီးွားတော့ကလေးနဲ့လည်းတွေးနိုင်တယ်လေကိုတက်ငယ်တဲ့လူနဲ့တွေးနိုင်တယ်ကိုတက်ငယ်တဲ့လူနဲ့မှမှဟိုကလေးကိုနဲ့လူကြီးစိတ်ပေါ့နော်ဟိုဘယ်လိုပြောမလဲလူကတော့ငယ်ွားဗိမဲ့ကိုကိုအကူလိုမျိုးဆုံးမပေးနိုင်တဲ့သူမျိုးပေါ့အဲ့ဒါမျိုးပေါ့သဘောကျပါ မနမြူနဲ့အဆောင်တော့နဲမာလေးနေပြီးတော့ဒီမှာလဲသူတို့ဖွင့်ပွဲကြီးလို့တော့သွားပြစ်တယ်အဲ့တော့ဒီမှာလဲဖွင့်ပွဲရှိရဆိုပြီးတော့အဆောင်နဲ့ပွဲတစ်ပွဲမှာတွေ့တော့အဲ့နဲ့အဆောင်လဲလာဖြစ်တာပေါ့နော်ဒီကျော်ဘာမလို့တရင်နေလဲကျွတ်လာတယ်တရင်နေကျွတ်လာကြီးရမ်းများတယ် တခါကြလို့ရှိရင်လည်းဟိုဘယ်လိုပြောမလဲလူကြီးကိုနဲ့ခလေးစိတ်ဖြစ်နေရအဲ့လိုမျိုးပေါ့ခါကြရင်လည်းခလေးစိတ်ဖြစ်သွားရင်တော့လည်းဟိုဘယ်လိုပြောမလဲတိတ်ပြီးတော့မငင်းကျင်တော့ဘူးလာပြောတဲ့လူတွေလည်းခံချင်တာပေါ့နော်ဟိုလူကြီးစိတ်ဖြစ်သွားရင်လည်းဒါမဖြစ်သေးဘူးဆိုပြီးတော့ဖြစ်ဖြစ်ဟောအဲ့လိုစိတ်ကနှခွားပေါ့နော်အဲ့တော့ဟိုခလေးစိတ်ဖြစ်တဲ့ချိန်ကြီးသားစကားလာပြောပါအော်အဲ့ခလေးစိတ်ဖြစ်တဲ့ချိန်ချိန်ညာလိုက်လေအေးဒီလူကြီးစိတ်ဖြစ်တဲ့ချိန်ညာအရင်စဉ်းစားလွန်သွားတယ်ဒါပေမဲ့ကိုယ့်ကိုချစ်တဲ့လူတွေကတော့ပြည့်စုံပါတယ် ဒါပေမဲ့ကိုကနည်းနည်းဟိုတောင်တွင်းမြောက်တွေရှိရနည်းနည်းလေးတီတီတန့်ချင်တာအဲ့လိုမျိုး relationship တစ်ခုကပြိုကွဲသွားမှာကောင်းလေအဲ့အတွက်ကြောင့်ပါရုပ်တော့ချောမရမှာကိုရီးယားရုပ်ချောတာသဘောကျအောင်ဆိုတာလေနောက်တစ်ခါကျတော့ဟိုဘယ်လိုမှအဲ့လိုစောင်းလို့လို့အေးရလူတွေပေါ့နော်အိမ်နေရှိရလူတွေယင်ကျေးရပုံစံမျိုးလေးတွေခြိုက်တာပေါ့နော် ဘယ်လိုလူတွေတော့တွေ့အောင်မလဲတော့မသိဘူးဟိုတခါကျရင်ရုပ်ချော်တယ်လို့ပြောပြီးတော့ရုပ်ဆိုးတယ်လို့ညာတက်တယ်လေဘာဥပမာပြောပြတာပါအဲ့လိုညအရန်ရန်ပြောလို့မရဘူးကိုကိုကိုစိတ်ထဲမှာကိုသဘောကျတာကိုပြောတာပါအဲ့လိုမျိုးတော့ serious တော့မရှိပါဘူး။ဒါမဲ့အဲ့လိုမျိုးမပြောရဘူးခဲ့။အဲ့လိုမပြောရဘူးပေါ့နော်။ရုပ်ချောတာဘာကြီးသဘောကျရဲဆိုချင်းမကောက်။အဲ့လိုပြောင်းမြန်ဒီဘာကြီးဖြစ်တတ်တယ်ဘာညာနဲ့လေ။အဲ့လိုရုပ်ချောတာပဲရုပ်ချောတာနဲ့ပဲတွေးပါသေးလို့သူတောင်းတော့မှာပေါ့။ တော့မတွေ့တာဘူးအဲမောင်လို့ပြောလိုက်လို့ရှိရင်ကိုကိုတွေကစိတ်ဆိုးမှာကိုကိုလို့ပြောလိုက်ရင်မောင်တွေကတော့စိတ်ဆိုးမှာအေးမောင်ကိုကိုမမောင်ဖြစ်မလားမမောင်ကိုကိုဖြစ်မလားတော့မသိဘူးဟုတ်ကလေးတော့မကြိုက်ဘူးဗျာပေမဲ့ကိုကလည်းချီသွားတော့ကလေးနဲ့လည်းတွေ့နိုင်တယ်လေကိုထက်ငယ်တဲ့လူနဲ့တွေ့နိုင်တယ်ကိုထက်ငယ်တဲ့လူနဲ့မှမှဟိုကလေးကိုနဲ့လူကြီးစိတ်ပေါ့နော်ဟိုဘယ်လိုမှလူကတော့ငယ်ဝါးပေမဲ့ကိုကအကိုလိုမျိုးဆုံးမပေးနိုင်တဲ့သူမျိုးပေါ့အဲ့ဒါမျိုးတော့သဘောကျပါဘူးဒီကားလေးမိမမရှုံရပါဘူး ကိုရှိမှမျက်စိနှောင်းလုံးရင်တော့ကိုကသဘောမချတတ်ဘူးအဲ့လောက်ပါပဲကျန်တာဆောင်းအေးရလေအေးရောသူများကိုကောင်းမဲ့မြင်တတ်တာအဲဒါမဲ့ခဏပြောသလိုပဲလေဆောင်းပြောသလိုမျိုးဆောင်းရှိမှအဲ့လိုရွှေ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 လောက်တာတော့ပါဆိုစိုက်ဘူးကိုကရုပ်ချော်တဲ့လူတွေသဘောကျဆိုအဲ့ရုပ်ချော်တဲ့လူတွေတန်ခံရမှာအဲ့လိုမျိုးပေါ့နော်ဟိုအဟိုတခါကြရင်လဲဟိုသူတို့ကရိုးရိုးပေမဲ့လေအလိုက်လဲလွန်သွားလို့ရှိရင်လည်းသူများကိုပြေးပါပေးသလိုဖြစ်သွားတာပါသူတို့လည်းဟိုဘာညာလို့ပြောတာမဟုတ်ပါဘူး ေဘာပေးတာလွန်သွားလို့ရှိလို့ရှိရင်သူတို့ကိုယ်အရန်မျောလွန်သွားရင်မကောင်းလေပြီးတဲ့ခါကျတော့ဟိုဘယ်လိုမလဲကိုကိုကိုယူမဲ့အမျိုးသမီးရလဲကိုယ်အထင်လွဲသွားနိုင်တာပေါ့နော်အဲ့အမျိုးဆိုတိတိချစ်ချီပဲကောင်းတယ်ဆာချန်နာကြီးတော့တိတ်နေချစ်ဖြစ်လို့အဲ့လိုမျိုးတီတတန်းပုံစံမျိုးတော့ໃຊတယ်အင်းမောပရမတော်ကတော့လေဟိုဘယ်လိုမလဲအပြစ်မြင်သွားရင်မကောင်းအပြစ်တွေမြင်အောင်မနေနဲ့လို့ပဲပြောချင်ပါတယ်ပါပြပြဆိုဆက်စားရင်တွေ့တဲ့အချိန်ဆိုလို့ရှိရင်တော့ဟိုနုပြလက်ဆက်တဲ့အချိန်ကတော့အကောင်းဆုံးပဲ SPR ဒိတ်အောင်ဟိုင်းမကောင်းဘူးဗျာဘီဘီပေါင်မိုးတွေကစားပြရအဲ့လိုပြောလို့မျိုးမထင်နဲ့နော်အချစ်ဦးနဲ့ညာဆက်လန်နေလဲအများကြီးရှိရယ်။တောင်းပြောချင်တာဒိတ်အောင်ဝိုင်းဘာဖြစ်မကောင်း။နောက်တစ်ခါကျတော့လေဟိုဘယ်ရောမလဲ။တယောက်တယောက်နဲ့အဲ့လိုမျိုးထင်းငော့ဝိုင်းမကောင်း။အဲ့လိုမျိုးမဖြစ်အောင်နေရင်တော့ဘာဖြစ်ဖြစ်တာရတာပေါ့နော်။ပန်းကင်းလိုင်းကြီးပေါ့။ကိုအချစ်ဦးနဲ့ထောင်တော့မနေနဲ့။အချစ်ဦးနဲ့လွယ်ခဲ့တာ။အဲ့ဒါကြီးတော့မတွေးဘူး။ဘာမှလည်းမရှိဘူး။ခေါင်းထဲမှာလည်းဘာမှမတွေးတာဘူး။တောင်းပြောတာတခါကျရင်လေဒီခါကျရင်လည်း ဟိုဘယ်လိုပြောမလဲဟိုဖြစ်တတ်တဲ့အကြောင်းပြပြတာပါဟိုစောင်းရတာဘာမှမတွေးထားအောင်အချို့ကိုပေါ့ကောင်းတဲ့သူပေါ့နော်ကိုကိုချစ်တဲ့လူဟိုပါပေါ့ဟိုဘယ်လိုပြောမလဲလှဲ့စားတာလည်းမကြိုက်ဘူးကိုလည်းသူများလှဲ့ပြီးတော့မစားတော့ကိုလည်းလှဲ့စားကိုပြန်လှဲ့စားသွားလိုက်မယ်ကိုလည်းမပြောတာကိုတော့မလှဲ့စားဘူးစောင်းရတယ်အရေးရဲ့ချစ်ပါတယ်လို့အားလုံးအားလုံးလည်းသူစင်တဲ့မြစ်တာနဲ့မလှဲ့စားဘဲနဲ့ချစ်ပါတယ်လို့ပြောချင်ပါတယ်